မိတ်ဆွေတို့ရေတင်ဟာအလေးအောင်မရှိတဲ့ဘဝကနေရုံထွက်ပြီးပျော်ရွှင်မှုတွေနဲ့တိဆောက်ထားတဲ့ဘဝတစ်တခုကိုစတင်ခြင်းပါသလားဒီလိုအခြေအနေမျိုးမှာနိုရာဆာကာဘေးရဲ့တဲဆန်းဆိုင်ကော့စာအုပ်ကဘယ်လိုကူညီပေးနိုင်မလဲနိုရာဆာကာဘေးဟာတဲဆန်းဆိုင်ကော့စာအုပ်ကိုရေးသားခဲ့သူဖြစ်ပါတယ်ဇလန်းရဲ့အစမှာဂျင်းမိုယိုဆိုတဲ့လူတစ်ယောက်ဟာမထူးဆန်းတဲ့အိတ်ခမ်းထဲမှာနိုးလာခဲ့ပါတယ်သူ့ရဲ့ခန္ဓာကိုယ်မှာလည်းဒဏ်ရာတွေအများကြီးရှိနေပြီ မှတ်ဉာဏ်ထဲမှာရီကိုရဲ့လက်တွေကလေဘင်းကိုညှစ်ထားသလိုခံစားနေရပါတယ်။ဂျင်းဟာသူ့မြဲနေထိုင်ခဲ့တဲ့ရပ်ပင်အသင်းရဲ့နေရာမဟုတ်တော့ဘဲယင်းနီဝေါ်ကာဆိုတဲ့လူတယောက်ရဲ့စောင့်ရှောက်မှုအောက်မှာရောက်နေတာပါ။သူ့ရဲ့စိတ်ထဲမှာလည်းဝေခွဲမရဖြစ်နေပြီးရပ်ပင်အသင်းရဲ့အကြမ်းဖက်မှုနဲ့ထိန်းချုပ်မှုတွေမရှိတော့တဲ့အတွက်စိတ်မသက်မသာဖြစ်နေပါတယ်။ယင်းနီနဲ့အပီတိုကဂျင်းကိုရပ်ပင်အသင်းရဲ့အနိုင်ကျင့်မှုတွေကနေကယ်တင်ခဲ့တာပါ။ဒါပေမဲ့ဂျင်းကသူတို့ကိုကျေးဇူးမတင်တဲ့အပြင်ဒေါသထွက်ပြီး ကြောက်ရွံ့နေပါတယ်။ဂျင်းဟာသူ့ရဲ့အတိတ်ကအရာတွေကိုဘယ်လိုရုံးကန်ရမလဲဆိုတာကိုမသိသေးပါဘူး။ Fox အသင်းရဲ့ကစားသမားတွေကဂျင်းကိုအတူနေထိုင်ဖို့ခေါ်သွားပါတယ်။ဂျင်းအတွက်တော့ Fox အသင်းရဲ့ကဘာဟာထူးဆန်းပြီးစင်နာမှုတွေအပြည့်နဲ့သူ့ကိုအနိုင်ကျင့်သူတွေစီကိုပြန်မတော်စေချင်ကြပါဘူး။ Rapping အသင်းမှာဂျင်းရဲ့အတွေ့အကြုံတွေကသူ့ကိုအဲ့ဒီအသင်းကနေရုံးထွက်ဖို့ခက်ခဲစေပါတယ်။ဂျင်းဟာနာကျင်မှုတွေ စေဝါတွေနဲ့ post အသင်းရဲ့ပုံစံတွေကြားမှာနေသားကြဖို့ကြိုးစားနေပါတယ်။ FB ကသူ့ကိုယူဆိုင်ပေးပြီး Wymac ကသူ့ကိုစောင့်ကြည့်ပေးတယ်လို့ Kevin ကလည်းသူ့ကိုလာတွေ့ပါတယ်။ Kevin ဟာ Evermore ကနေလွတ်မြောက်လာသူဖြစ်ပြီးဂျင်းအတွက်မျော်လင့်ချက်တစ်ခုဖြစ်စေပါတယ်။ Kevin Day ဆိုတဲ့လူကသူ့ရဲ့အတိတ်ကအကြောင်းတွေကိုပြန်ပြောပြပါတယ်။သူတို့နှစ်ယောက်စလုံးဟာ Rico ရဲ့အကြမ်းဖက်မှုတွေကိုခံခဲ့ရပြီးတယောက်ကိုတယောက်စတေးပြီးအသက်ရှင်ခဲ့ကြပါတယ်။ ကီဗင်ကဂျင်းကိုအဘမိုးအပြင်ဘက်ကအနာဂတ်ကိုစဉ်းစားဖို့တိုက်တွန်းပေမဲ့ဂျင်းကလက်ပင်အတင်းမှာပဲနေဖို့ဆုံးဖြတ်ထားပါတယ်။နတန်နီယယ်နဲ့အင်ဒရူးတို့ရောက်လာတဲ့အခါမှာဂျင်းရဲ့ဘဝဟာပြောင်းလဲသွားပါတယ်။အီချီရိုမိုရီယာမနဲ့ချုပ်ဆိုထားတဲ့စာချုပ်အစ်တစ်ခုကဂျင်းကိုပို့ပြီးအံ့အားသင့်စေပါတယ်။ရပ်ပင်အတင်းရဲ့အခြေအနေတွေမတည်ငြိမ်ဖြစ်လာပြီးဂျင်းကိုလည်းအဘမိုးမှာဆက်ထားဖို့မဖြစ်နိုင်တော့တဲ့အခါမှာကီဗင်ကဂျင်းကို USC Trojan အတင်းကိုပြောင်းဖို့စီစဉ်ပေးပါတယ် ထရိုဂျန်အသင်းရဲ့ခေါင်းဆောင်ဂျယ်ရမီနော့စ်ကဂျင်းကိုသူ့အသင်းမှာကစားဖို့ကန့်လန့်ခဲ့ပါတယ်။ဒါပေမဲ့ဂျင်းအနေနဲ့သူတို့အသင်းရဲ့စီကန်းတွေကိုလိုက်နာဖို့လိုပါတယ်။ဂျင်းလော့စ်အင်ဂျယ်လိကိုရောက်တဲ့အခါမှာအရာအားလုံးကသူ့အတွက်အသစ်ဆန်းတွေဖြစ်နေပါတယ်။ထရိုဂျန်အသင်းရဲ့ကဘာဟာတောက်ပေါက်ပြီးပျော်စရာကောင်းသလိုနားမလည်နိုင်တဲ့အရာတွေလည်းအများကြီးရှိပါတယ်။ဂျင်းဟာကက်နဲ့လီလာတို့နဲ့အတူနေထိုင်ရပြီးသူတို့ကဂျင်းကိုချက်ပြုတ်တာဈေးဝယ်တာနဲ့မြို့ထဲမှာသွားလာတာတွေကိုတင်ပေးပါတယ်။ ်ဂျယ်ရမီကလည်းဂျင်းရဲ့အဖို့ဖြစ်လာပြီးသူ့ကိုအားပေးကူညီပါတယ်ဂျင်းဟာထရိုဂျန်တင်းမှာနေထိုင်ရင်အရာရာကိုလေ့လာသင်ယူနေပါတယ်သူဟာချက်ပြုတ်တာဈေးဝယ်တာနဲ့အကြမ်းဖက်မှုတွေမရှိဘဲဘယ်လိုနေထိုင်ရမလဲဆိုတာကိုသင်ယူနေပါတယ်ဒါပေမဲ့သူ့ရဲ့အတိတ်ကအကြောင်းတွေကသူ့ကိုအမဲချောက်လန့်နေပါတယ်ရပ်ပင်အသင်းရဲ့အကြောင်းတွေကြားတဲ့အခါမှာဂျင်းဟာသူ့ရဲ့အသင်းဟောင်းရဲ့ဒုက္ခတွေကိုပြန်မြင်အောင်လာပါတယ် ရပ်ပင်အသင်းရဲ့အဆုံးသတ်ဟာဂျင်းအတွက်ဝမ်းနည်းစရာဖြစ်တယ်လို့လိုအပ်တဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ရပ်ပင်အသင်းရဲ့ကြာရှုံးမှုဟာလူသိရှင်ကြဖြစ်လာတယ်လို့ကိုကြီးကိုရာအနေနဲ့လည်းထိတိုက်မှုတွေရှိပါတယ်။ရီကိုရဲ့တေဆုံးမှုနဲ့မိုရီယာမရဲ့နှင်ထုတ်ခံရမှုတွေကဂျင်းအတွက်ဝမ်းနည်းစရာဖြစ်ပျက်တွေပါပဲ။ဝင်းရဲ့တေဆုံးမှုကော်လင်းရဲ့တေဆုံးမှုနဲ့ဇိန်းရဲ့ဆေးအလွန်အကျွံသုံးဆွဲမှုတွေကလည်းဂျင်းကိုပိုပြီးစိတ်မကောင်းဖြစ်စေပါတယ်။ဂျင်းရဲ့အတိတ်ကအကြောင်းတွေကသူ့ကိုပြန်ရှာလာပါတယ်။ ရိစံကဂျင်းကိုအကြံဖက်ဖို့ကြိုးစားတဲ့အခါမှာဂျင်းဟာသူ့ရဲ့လွတ်မြောက်မှုဟာမပြည့်စုံသေးဘူးဆိုတာကိုသိလိုက်ပါတယ်။ထရိုဂျန်အသင်းကဂျင်းကိုကာဝယ်ပေးပြီးသူ့ကိုဂရုစိုက်ပေးပါတယ်။ဂျင်းဟာကုထုံးတွေခံယူရင်းသူ့ရဲ့အသင်းနဲ့အတူပုံမှန်ဘဝကိုပြန်ရဖို့ကြိုးစားပါတယ်။သူ့ရဲ့အတိတ်ကအကြောင်းတွေကအမဲရှိနေပေမဲ့အနာဂတ်ကိုတော့သူမြင်နိုင်နေပါပြီ။ထရိုဂျန်အသင်းကသူ့ကိုပျော်ရွှင်မှုတွေပေးပြီးဂရုစိုက်ဆောက်ရှောက်ပေးပါတယ်။ မိကချင်းကိုသူ့ရဲ့ညီမ LOD ဟာလွန်ခဲ့တဲ့နှစ်အနည်းငယ်က ရောင်းစားခံခဲ့ရပြီးအသက်ခံခဲ့ရတဲ့ဆိုတဲ့သတင်းကိုပြောပြပါရစေ။ဒီအကြောင်းတွေကြောင့်ချင်းဟာမိသားစုပေါ်မှာထားတဲ့မျှော်လင့်ချက်တွေဖြစ်စည်းသွားပါရစေ။ Rapping အသေးမရှိတော့တဲ့နောက်မှာချင်းဟာသူ့ကိုယ်သူပြန်လည်တိဆောက်ဖို့ကြိုးစားပါရစေ။ဒါပေမဲ့အရာရာကသူ့အတွက်မလွယ်ကူပါဘူး။သူ့ရဲ့အတိတ်ကအချင်းတွေကသူ့ကိုအမြဲဒုက္ခပေးနေပါလေ။ထရိုဂျန်အသင်းကတော့သူ့ကိုကူညီပေးပြီး တငယ်ချင်းတွေနဲ့ပျော်ရွှင်စရာအချိန်တွေကိုဖန်တီးပေးပါတယ်။လွတ်လပ်မှုဆိုတာအခမဲ့မဟုတ်ပါဘူး။ဂျင်းရဲ့အသက်ရှင်တမှုဟာတခြားသူတွေရဲ့ဆင်းရဲဒုက္ခတွေနဲ့လဲထားတာဖြစ်ပါတယ်။သူဟာကယ်တင်ခြင်းခံရပေမဲ့တခြားသူတွေဆုံးရှုံးသွားတဲ့အတွက်ဝမ်းနည်းနေပါတယ်။ထရိုဂျန်တင်းရဲ့ကဘာဟာမစုံလင်ပေမဲ့တကယ့်အစ်မန်တွေပါ။ဂျင်းဟာထရိုဂျန်တင်းနဲ့အတူနေထိုင်ရင်းလေ့ကျင့်လာ။တငယ်ချင်းတွေနဲ့ပေါင်းတင်တာနဲ့ပုံမှန်ဘဝကိုဖြတ်တန်းတာတွေကိုသင်ယူနေပါတယ်။သူ့ရဲ့အတိတ်ကအကြောင်းတွေကအမြဲရှိနေပေမဲ့ အဲ့ဒါတွေကသူ့ရဲ့ဘဝတစ်ခုလုံးကိုမလွှမ်းမိုးနိုင်တော့ပါဘူး။ချင်းရဲ့ခီးလန်းဟာခန္ဓာရင်နဲ့အားနည်းချက်ကြားကဆက်ဆံရေးကိုပြတ်တန်နေပါတယ်။ထရိုဂျန်အတင်းကသူ့ကို အကူအညီတွေပေးပြီးဂယုစိုက်ဆောက်ရှောက်ပေးတဲ့အခါမှာချင်းဟာတမာချင်းရဲ့အထိတ်ပဲကိုပြန်လည်စဉ်းစားလာပါတယ်။နောက်ဆုံးမှာချင်းရဲ့ဇလန်းဟာအောင်မြင်မှုတစ်ခုမဟုတ်ပဲအသက်ရှင်တန်ခြင်းနဲ့ဥတာချင်းရဲ့နှေးကွေးပြီးနာကျင်စရာကောင်းတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။အတိတ်ကိုပြန်ပြင်လို့မရတယ်လို့အမာရွတ်တွေကလည်းဘယ်တော့မှပြောက်ကွယ်သွားမှာမဟုတ်ပါဘူး။ ဒါပေမဲ့တငယ်ချင်းတွေအချစ်နဲ့အတိတ်ပဲရှိတဲ့ဘဝကိုတော့တိဆောက်နိုင်ပါရဲ့ဒီစာအုပ်ထဲမှာဂျင်းမူယိုးဆိုတဲ့လူကအတ ିକ ဆက်ကောင်ဖြစ်ပြီးဒံယာရီများစွာနဲ့ရုန်းကန်နေရသူပါကီဗင်ဒေးဆိုတဲ့လူကလည်းဂျင်းနဲ့တူအဲဘာမူးကနေလွမြောက်လာသူဖြစ်ပါတယ်ရီကိုမိုရီယာမဆိုတဲ့လူကရက်ပင်အသင်းရဲ့ခေါင်းဆောင်ဖြစ်ပြီးရက်ဆက်ကြမ်းကြုတ်သူပါယနီဝေါ်ကာကဂျင်းကိုကယ်တင်ခဲ့ပြီးသူ့ကိုဂယုစိုက်ပေးတဲ့လူပါ ဂျယ်ရမီနော့စ်ကထရိုဂျန်သင်းရဲ့ခေါင်းဆောင်ဖြစ်ပြီးအားပေးကူညီသူပါကက်တလီနာအဗာရက်စ်ကဂျင်းရဲ့တငယ်ချင်းတစ်ယောက်ဖြစ်ပြီးရင်းစရာတွေပြောတတ်သူပါလီလာတာမော့ကဂျင်းရဲ့အိမ်ဖော်ဖြစ်ပြီးတည်ငြိမ်အေးဆေးတဲ့လူပါလူကတ်စ်ဂျွန်ဆင်ကထရိုဂျန်သင်းရဲ့နောက်ခံလူဖြစ်ပြီးဂရေဆန်ရဲ့ညီကိုပါဂရေဆန်ဂျွန်ဆင်ကရက်ပင်သင်းရဲ့အဖွဲ့ဝင်ဟောင်းတူပါ နတန်နီယယ်ဂျူးစတင်က FBI ရဲ့စုံစမ်းစစ်ဆေးမှုမှာပါဝင်နေသူပါမိတ်ဆွေတဲ Sunshine Court စာအုပ်ထဲကတင်ကန်းစာတွေကတော့ဒဏ်ရာတွေနဲ့ဂျုံကရှင်တန်ချင်းမိသားစုဆိုတာတွေ့တော့ဆက်မှုထက်ရွေးချယ်မှုကဘူးရေးပါတာမကောင်းတဲ့စဝန်းကိုချိုးဖျက်ဖို့လိုတယ်ဆိုတာပါပဲကိုကိုကိုကယူဆိုင်ပါမိတ်ဆွေတို့ရဲ့ဘဝတွေကိုအတိတ်ပဲရှိရှိတိဆောက်ကြပါ